ားလုံးပဲမင်္ဂလာပါယေရှုနာမနဲ့အားလုံးကိုတပန်ပြန်လဲပြီးတော့ကျေးဇူးပါတယ်။နေ့စဉ်နဲ့မှာဖခင်ရဲ့စကားပြောခြင်းနဲ့ထုတ်ခံစာမလို့ယုံကြည်တယ်။ဆိုတော့ဒီကနေ့မှာကျွန်တော်နဲ့တူခရစ်တော်နဲ့ရှိသောလူသစ်ဆိုတဲ့ခေါင်းစဉ်နဲ့အားလုံးကိုခွန်အားပေးခြင်းတာဖြစ်ပါတယ်။မိတ်ဆွေကျွန်တော်တို့တမန်ကျမ်းစာကျွန်တော်တို့ကိုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းဖခင်ရဲ့သားသမီးအဖြစ်လူသစ်အဖြစ်ကျွန်တော်တို့ကိုတတ်မှတ်ထားတာဖြစ်ပါတယ်။ဟာလေလုယာ။ ကျွန်တော်တို့ကဒါအိုးပြီးခဲ့တဲ့10နှစ်နဲ့ဒီနော်အခုချိန်ကနော်လူဟောင်းနော်လူဟောင်းလိုပဲကျွန်တော်အသက်ရှင်ကောင်းအသက်ရှင်နိုင်မယ်ဒါပေမဲ့ကျွန်တော်တို့ဒီတမချန်းစာအယခရစ်တော်ကိုယုံကြည်လက်ခံတော်သူတိုင်းဟာလူတစ်တွေဖြစ်တယ်ဖယားရဲ့သားသမီးတွေဖြစ်တယ်မောင်မိုက်နေပေကနေပြီးတော့အလင်းကိုကူးပြောင်းတဲ့လူတစ်တွေဖြစ်တယ်ဆိုတာကျွန်တော်တမချန်းစာတွေကပြောထားတာဖြစ်ပါတယ်ဆိုတော့ဒီကနေ့မှာ နိကောအခန်းကြီးငါအပိုက်ငယ်ဆက်ခွန်မှာဘာပြောလဲဆိုလို့ရှင်လူမီတွေကခရစ်တော်နဲ့ရှိလင်အတစ်ပြုတ်ပြီသောတတဝါဖြစ်ဟောင်းသောအရာတို့ဒီပြောင်းလဲ၍ခတ်သိမ်းသောအရာတို့ဒီအတစ်ဖြစ်ကြပြီလို့ကျမ်းစာပြောတယ်လူမီတွေကခရစ်တော်နဲ့ရှိလင်တဲ့ခရစ်တော်နဲ့ရှိတဲ့သူတွေကအတစ်ပြုတ်ပြီနဲ့တတဝါဖြစ်တယ်တနည်းပြလူတစ်ဖြစ်လာတယ်လူတစ်ဖြစ်လာတဲ့ခါမှာကျွန်တော်တို့က လူတစ်ဖြစ်တာနဲ့အလျောက်လူတစ်ဖြစ်ခြင်းရဲ့လက္ခဏာလဲကျွန်တော်တက်တာနဲ့မပေါ်လွင်ဖို့လို့လူတစ်ဖြစ်လာတာနဲ့အမြခရစ်တော်ထဲမှာရှိတဲ့လူတစ်တယောက်ဖြစ်လာတာနဲ့အမြခရစ်တော်နဲ့တူတဲ့တဒံနေရှိဖို့လို့ခရစ်တော်နဲ့တူတဲ့စကားပြောခြင်းနေရှိဖို့လို့အာမင်အရေးကြီးတာကတော့ကျွန်တော်ယုံကြည်သူဖြစ်တဲ့အတွက်ဖခင်ကိုယုံကြည်ခြင်းကျွန်တော်ရဲ့ယုံကြည်မှုတွေကအသက်ဖြစ်လာဖို့လို့ အဖယားကအသက်ရှင်တယ်လို့ပြောတယ်ဖယားကနမိတ်လက္ခဏာဖြစ်စီတယ်လို့ပြောတယ်ဒါပေမဲ့ခေါင်းကိုက်ပြောက်ဖို့တောင်မှဖယားအယုံကြည်မရှိဘူးဖယားကြောင်းတော့ရင်ကျွန်တော်ကျမ်းမာမယ်ဆိုတဲ့ယုံကြည်ခြင်းမရှိဘူးခေါင်းကိုက်ရင်တောင်မှဖယားတော့မသွားချင်တော့ဖယားမျက်မှောက်တော်တဲ့တွိုင်းရင်ကျွန်တော်ကျမ်းမာမယ်ဆိုတဲ့ယုံကြည်ခြင်းယုံကြည်သူတွေမှာမရှိဘူး ဒါပေမဲ့ကျွန်တော်တို့ကခရစ်တော်ထဲမှာရှိတဲ့လူသစ်တွေကျွန်တော်တို့အဲ့လိုတတ်မှတ်လို့မရဘူး။ဟာလေလုယ။ကျွန်တော်ယုံကြည်သူဖြစ်လာတာနဲ့အမြကျွန်တော်ရဲ့ယုံကြည်ခြင်းနေရာကျွန်တော်ပြောင်းလဲဖို့လို့ကျွန်တော်ရဲ့မျော်လင့်ခြင်းနေရာလဲပို့ပြီးတော့ဖခင်ထဲမှာကြီးမားဖို့လို့ဟာလေလုယတမန်ကျမ်းစာထဲမှာကျွန်တော်ကြည့်တဲ့ခါမှာမောရှင်နဲ့ဣတနာလူမျိုးတွေ အဲဂုတ်ပြည်နဲ့ထွက်လာပြီးတော့ခါနန်ပြည်ဝင်စားပွင့်အတွက်မောရှေကခေါင်းဆောင်စနစ်ကိုရွေးချယ်ပြီးတော့ဒီခါနန်ပြည်တော့ပြီးတော့စူးစမ်းလေ့လာခိုင်းတဲ့ခါမှာလူ10ယောက်နဲ့9ယောက်နှစ်ဖွဲ့ကွဲတယ်ဆိုတော့ကျွန်တော်မြင်ရတကယ်တော့ဒီလူတွေအားလုံးကဒီတရှိုးတွေစနစ်ယောက်အားလုံးကအစ်တလာလူမျိုးအားလုံးကဖျားရွေးချယ်ထားတဲ့သူတွေဖြစ်နေဖျားနမိတ်လက္ခဏာနဲ့ဒီအဲဂုတ်ပြည်နဲ့ကေနုံလာတဲ့လူတွေဖြစ်တယ် သူတို့ကဖယားဘလောက်တကူကြီးလဲဆိုတော့သူတို့ကိုယ်တိုင်သူတို့ပဲမြင်ရသူတို့ပဲသိတယ်အနီးကသူတို့မြင်ရဒါပေမဲ့အေဂုတ်တူပြီးအေဂုတ်တွင်နေထွက်လာပြီးတော့ခါနမျိုးတွားပြီးတော့စူးစမ်းတဲ့ခါမှာလူစေရောက်ရဲ့အမြင်နဲ့လူနှစ်ယောက်ယောရှုကလည်းသူတို့အမြင်လုံးဝကွာခြားတယ်ဆိုတော့ကျွန်တော်မြင်ရဒီလူစေရောက်ကတော့သူတို့မြင်တဲ့အတိုင်းသူတို့ခေါင်းဆောင်လာပြီးတော့ပြောပြတယ် သူတို့လူမျိုးတွေလာပြီးတော့ပြောပြဒါပေမဲ့ယောရှုနဲ့ကာလက်ကတော့သူတို့ဘက်မှာဖျားရှိရဲဆိုတာသူတို့သိသူတို့ဘက်မှာဖျားအလုံးလို့တယ်ဆိုတာသူတို့သိတယ်ဖျားကကျွန်တော်ဘက်မှာပါတယ်ဆိုတာသူတို့သိတယ်အဲ့တော့ကြောင့်သူတို့ကဘလို့အမြင်နဲ့ယန်သူတွေကိုတွားပြီးတော့ချိန်တယ်လဲဆိုလို့ရှိရင်ဖျားအမြင်နဲ့ကြည့် hallelujah ဖျားအမြင်နဲ့ကြည့်တဲ့အခါမှာဒီယန်သူတွေကဘယ်လောက်ပဲ ကြီးမားတဲ့လူတွေဖြစ်နေပါစေဘယ်လောက်ပဲစိတ်အင်အားတွေကြီးမားနေပါစေဘယ်လောက်ပဲသူတို့နိုင်ငံကနော်ကျတို့တင်းယူလို့မရမယ့်အခြေအနေတရားမှာတရားရခိုင်နှုန်းပေါ်နေပါစေဖယားအထဲမှာရှိတဲ့သူတွေကဘယ်လောက်ပဲရန်သူတွေကြီးမားနေပါစေ သူတို့ကဘာစကားပြောလဲဆိုတော့ယခုချက်ချင်းတွားပြီးတော့စစ်ချီပြီးတော့တင်ပိုက်လို့ရတယ်လို့ယောရှုတကလည်းက ခေါင်းဆောင်ကိုပြန်ပြီးတော့ပြောတာဖြစ်တယ်။ဟာလေလုယ။မိတ်ဆွေကျွန်တော်ယုံကြည်သူအချင်းချင်းမှာပင်လင်ဘယ်လိုလူတွေကဖခင်ရဲ့ကောင်းကြီးမင်္ဂလာရဖွင့်တွေ့အလားလားရှိတယ်လေ။ဘယ်လိုလူတွေကဖခင်ရဲ့ကောင်းကြီးမင်္ဂလာဝင်စားခွင့်ရဖွင့်တွေ့ပို့ပြီးတော့တေချာနေတယ်လဲဆိုလို့ရှင်ဖခင်ရဲ့အထင်းမှနေပြီးတော့ဖခင်အမြင်နဲ့အသက်ရှင်နေသူတွေကပို့ပြီးတော့ကောင်းကြီးခံစားမှဖြစ်တယ်။ Hallelujah. ဒီကနေ့ကျွန်တော်တို့ခရစ်တော်အထဲမှာရှိနေပြီးတော့အကျွန်တော်ရဲ့ယုံကြည်ခြင်းနေမပြောင်းလဲဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့အတ္တထဲမှာအခုချိန်မှာပြောင်းလဲဖွင့်တဲ့အချိန်ရှိနေသေးတာဖြစ်တယ်။ဟာလေလုယာ။ယောရှုနဲ့ကာလကသူတို့ဖယားသူတို့ဘက်မှာရှိရဲဆိုတာအတိမပြုတ်ချင်းတိချင်းကဘာဖြစ်စေလဲဆိုတော့ဖယားကယောရှုနဲ့ကာလကိုပြောတယ်။ဒီလူနှစ်ယောက်နဲ့ လူငယ်တွေကပဲမျိုးစစ်တစ်တွေကပဲခန္ဓာပြူဝင်စားခွင့်ရမယ်။ယုံကြည်ခြင်းမရှိဘူးဖျားထဲမှာ ရှိရတဲ့အတိုင်းယုံကြည်ခြင်းမရှိတဲ့လူတွေအားလုံးတော့မှအကုန်တည်။ဟာလေလုယာ။နည်းနည်းကြမ်းသွားရင် sorry ပဲကြမ်းစာရဲအဲ့လိုပဲပြောတယ်။ဟာလေလုယာ။ယုံကြည်ခြင်းမရှိတဲ့သူကဂတိတော်ပြီးဝင်စားခွင့်ရမယ်ဆိုတဲ့ information ပဲရတယ်။မိတ်ဆွေကျွန်တော်ဖျားကကျွန်တော်ကို information ပဲပေးချင်တာမို့တင်းတို့အတွက် အနာကမှာကောင်းကြီးတွေရှိတယ်ဆိုတော့အချက်လက်ကိုပဲဖရားကျွန်တော်သိစေချင်တာမို့ဒီအချက်လက်ကိုအမွေခံစေချင်တဲ့ဘုရားဖြစ်တယ်။ဟာလေလုယာမိတ်ဆွေကျွန်တော်ခရစ်တော်ထဲမှာရှိတယ်ဆိုလို့ရှင် ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုတပန်းခရစ်တော်ကဲ့သို့ယုံကြည်ခြင်းကြီးမားတဲ့ယုံကြည်ခြင်းတွေကျွန်တော်ရှိဖွင့်အတွက်လိုအပ်တာဖြစ်တယ်။တမန်တော်ခေတ်ကာလမှာရှောလူပြောင်းလဲတယ်ဟောပေါလူအဖြစ် ဖယားအမှုတော်ကိုဆောင်တဲ့ကျွန်တော်တမန်တော်ကြီးတဲ့ခါမှာသူ့ရဲ့တက်တာထဲမှာဖယားကိုယုံကြည်ပြီးတော့ဖယားဘက်မှာစိတ်အားကြီးပြီးတော့သူပါပြောလဲဆိုတော့ခရစ်တော်ရဲ့အကြောင်းကိုပြောရတဲ့သူနေဆက်တယ်လို့ကျမ်းစာပြောတယ်။ဒါပေမဲ့သူကိုယ်တိုင်ကဖယားအထဲမှာကူးပြောင်းလာတဲ့ခါမှာဖယားအထဲမှာအသက်ရှင်နေတယ်မှာ အသက်ရှင်တဲ့အခါမှာခရစ်တော်ထဲမှာအသက်ရှင်လာတဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်သူပြောတဲ့စကားတွေကပြောင်းလဲလာတယ်လူတွေကိုညင်ပန်းနေစေဖို့မဟုတ်တော့ဖယားအတွက်အသက်ရှင်လာဖို့အတွက်သူအရင်ကညင်ဆဲခဲ့တဲ့အသူအရင်ကဖြစ်စည်းခဲ့တဲ့ဒီခရစ်တော်ရဲ့အင်းဝင်ကြီးအင်းဝင်ကြီးလေးတရင်စကားကိုသူကိုယ်တိုင်ဟောပြောဖို့နဖြစ်လာတယ်ဟာလေလုယာဟာလေလုယာမိတ်ဆွေကျွန်တော်ခရစ်တော်အထင်း၌ရှိတယ်ဆိုတဲ့အခါမှာ ကျွန်တော်အသိတော်တပားမှာတွားပြီးတော့စက်ကတ်ချင်းမဟုတ်ပါဘူးခရစ်တော်ကဲ့သို့သွေးချင်းခရစ်တော်ကဲ့သို့ယုံကြည်ချင်းကျွန်တော်ပြောဆိုတဲ့စကားတွေဖျားနှုတ်ကပတော်နဲ့ညီလာချင်းနေယုံကြည်ချင်းမြင်မာလာချင်းနေရခရစ်တော်ထဲမှာရှိနေသလားမရှိနေဘူးလားဆိုတော့ကျွန်တော်တို့ကြည့်နိုင်တာဖြစ်ပါတယ်။ကျမ်းစာထဲမှာဖျားထင်ကအာပင်မခေါ်တဲ့ခါမှာ ူအစတုန်းကယုတုစင်းသူကိုကိုးကွယ်တဲ့လူတယောက်ဖြစ်တယ်။ဒါမဲ့ဖယားခေါ်တဲ့ကမှာဖယားထဲမှာ ရှိလာတဲ့အခါမှာသူ့ရဲ့အခြေအနေကဘလောက်ကြီးထူးခြားသွားတယ်လဲဆိုလို့ရှိရင်ဖယားကသူ့ရဲ့တပားကြီးတော့တအူးကြီးတော့တောင်းတောင်းတဲ့အခါမှာပေးရဲအသက်ကြီးမှရတဲ့တာတအူးကြီးတော့တာဖယားတောင်းတဲ့အရာတွေတနည်းအားဖြင့်ဖယားနာမအတွက် ကြီးမဘယ်လောက်ပဲကြီးမနေပါစေသူ့မှာတဆုံတစ်ခုပဲရှိတာဖြစ်ပါစေဖျားအတွက်ပေးကမ်းရတဲ့နှလုံးသားရှိခြင်းကဖျားထဲမှာရှိခြင်းရဲ့လက္ခဏာတစ်ခုဖြစ်တယ်။ဘာကြောင့်လဲ။နော်ကျွန်တော်ခမဲတော်ကိုယ်တိုင်ကသင်နဲ့ကျွန်တော်ကိုချစ်တဲ့အတွက်သူ့ရဲ့တူဒီတော်သားတော်ယေရှုခရစ်တော်ကိုသင်နဲ့ကျွန်တော်ကယ်တင်ခြင်းရဖွင့်အတွက်ပေးထားတဲ့နှလုံးသားခမဲတော်မှာရှိတယ်။အာမင်။ ဖယားအတွက်ကြီးမားစွာကျွန်တော်ရဲ့တက်တာထဲမှာဖယားတောင်းတဲ့အရာကိုပေးရင်ချင်းကလည်းဖယားထဲမှာ ရှိတဲ့လက္ခဏာတခုဖြစ်တယ်မိတ်ဆွေကျွန်တော်ဒီကနေ့ဒီမှာရှိတဲ့နော်နားထောင်နေကြတဲ့ကျွန်တော်ကျွန်တော်မှစကျွန်တော်ယုံကြည်သူတွေအားလုံးခရစ်တော်အထင်၌သင်နဲ့ကျွန်တော်အမှန်တကယ်ရှိသလားဟာလေလုယာခရစ်တော်ထဲ၌ကျွန်တော်ရှိသလားမရှိဘူးလားဆိုတော့ကျွန်တော်ကိုယ့်ရဲ့ယုံကြည်ခြင်းနဲ့ ကိုယ့်ရဲ့မျော်လင့်ခြင်းနေကျွန်တော်ရဲ့ပေးကမ်းခြင်းနေကျွန်တော်ဖျားတဲ့အသက်ရှင်ခြင်းတွေကိုကျွန်တော်ချစ်ခြင်းအားဖြင့်ခရစ်တော်အထင်၌ရှိရဲ့အသက်တာဖြစ်မဖြစ်ကိုကျွန်တော်ပြန်လဲပြီးတော့ကျွန်တော်စမ်းစစ်လို့ရတာဖြစ်တယ်ဟာလေလုယာကျွန်တော်ယုံကြည်သူတွေတာမန်ဟိုခရစ်တော်ကိုယုံကြည်လက်ခံသွားယုံလောက်ပဲเนาะထာဝရအသက်ကိုရယုံလောက်ပဲအသက်တာပြောင်းလဲသွားတာမဟုတ်ပဲねယုံကြည်ခြင်းပြောင်းလဲသွားတာမဟုတ်ပဲねအာဗံတို့ပေါလုတို့လို့ ကျွန်တော်တို့အသက်တာယောရှုနဲ့ကာလက်တို့လိုဖယားဘက်မှာဖယားအထက်မှာနေပြီးတော့အသက်တာတွေခရစ်တော်ထဲ၌ပြောင်းလဲသွားဖွင့်တဲ့ဖယားခင်ကျွန်တော်တို့ကို အလိုရှိတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဖယားရဲ့ထူးခြားတဲ့ကောင်းကြီးမင်္ဂလာပေးခြင်းနဲ့နော်ခရစ်တော်ထဲမှာရှိခြင်းအဖြစ်အသက်တာထဲမှာမြင်တွေ့စေမှာဖြစ်တဲ့သင်နဲ့ကျွန်တော်အဖြစ်ကောင်းကြီးကိုလူတွေကိုပြန်လဲပြီးတော့ပေးဖွင့်တဲ့ဖယားလိုရှိတာဖြစ်ပါတယ်နှုတ်ကပတော်အဖြစ်ဖယားခင်ထူကောင်းချီးပေးပါစေ